ကြည့်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဥ Family YouTube Channel လေးကနေရန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလဲရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးဒဂုံတရာဤဒုခိကိုရောက်ရမည်မှမလွဲပါဆိုတဲ့ဝိတုစာအုပ်ကိုဇာသိမ့်ပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာညမော်ဒီ ူဤရှိဇပွဲပေါ်ရှိရေလက်စကဗျာစာအုပ်ကိုငေးကြည့်နေပေသည်စကူပေါ်၌လက်ရည်အတော်ရောဝိုင်းဝိုင်းဆက်ဆက်ရောဒေါန်လိုက်ရောဘေးလိုက်အဆွေဆောင်ရော ရောထွေးကျဲပြန့်နေသည်စေကူကမြန်မြန်ပေါ်လာလျင်လက်ရည်ကတော့ကမပိတပိဖြစ်လာတတ်သည်စေကူရမရလာသောစေကူရုပ်ပုံများနှင့်ပတ်သက်သောသကလုံးများသည်တလဟောကြလာ၍စေကူအမီကမန်းကရန်လိုက်ရေးရ၍လက်ရည်အဆွေမှမြန်းလာ၏စေကူဆိုသည်မှာဘဲကပေါ်လာမှမသည် ရောက်လာပြီဆိုရင်သကလုံးဖြင့်လိုက်ဖမ်းရ၏ဖမ်း၍ရလျင်ရခြင်းရေးချလိုက်ရ၏ရေးမချလိုက်နိုင်လျင်စိတ်ကူးအမြင်သည်ဘယ်ကဘယ်လိုပြောက်သွားမှမသိပြောက်ွယ်ငိုရှုသွားတော့၏ဘယ်လိုမှလိုက်ဖမ်း၍မရတော့ထို့ကြောင့်သကူဘောကလောင်တန်နှင့်တိမိတုံမိအောင်ချစ်ဆွဲလိုက်ရသည်ထို့ကလရေသည်ချော်သွားသည် ခုံပေါက်ကြော်လွားသွားမည်တိတိနေရာတိမတိတိနေရာမတိပေါ်တိနေရာပေါ်လေးလေးဖိမိတိနေရာဖိမိထင်ချက်ချင်းမတူတော့ ဇေကုရုပ်ပုံကအာယုန်ထဲတွင် ပေါ်လာပြီးသူ့ကိုပေါ်ကျူးသောသကလုံးကမရှိလျင်ထင်နေတော့၏ဇေကုရုပ်ပုံတဝက်တစ်ပြက်တန်းလန်းနှင့်ဖြစ်နေလျင်လက်ရည်ကအနှေးရေးလာ၍ဝိုင်းဆက်လာရသည်မြဲဇေကုမပေါ်လေလက်ရည်လက်လားကဝိုင်းဆက်လာလေတော်တော်လည်းခက်၏အမှန်တော့သကလုံးတစ်လုံးကြံနေ၍ဘေးကမြားပြ၍ဆွဲရေးရသည်လည်းရှိသည်ကာယံယူပြီးမှမကြက်၍ပြန်ဖြက်ပြန်ဖြက်ချစ်ရာကောဘေးကထက်ထထရာရောရောထွေးရှုပ်ရှက်ခတ်နေ၏ ဒီတကားကြပြားရေးရတာအခက်ဆုံးသကလုံးအစ်စ်ရှာခွေရသည်တီထွင်ရသည် အဟောင်းတွေကရှာရသည်အဟောင်းနှင့်အစ်စ်တွဲဆက်ရသည်စေကူရုပ်ပုံကြီးကြီးလင်းလင်းထင်ရှားစွာဘောလာအောင်ဆောင်ရသည်တညာလုံးဆောင်တော်လဲဘောမလားဘောလာသမျှစကားအတွင်များကိုလည်းသူကမကြိုက်ပြန်ခါတိုင်းရုပ်ပိုက်စုံများတီထံများရေးချသောအခါနေနေစဉ်းစားလိုက်ရုံနဲ့ထွက်လာကြတော့သည်သကလုံးအတွဲအစုဝေးများသည်သူထက်ငါအလူအယက်ထွက်လာကြကုန်သည် ဒေသောဟု၍သကလုံးကိုခြီစားလိုက်ယုံရှိသည်ဝေဖြာဇေယဟေမဝသေလာ တွေချနေကြစသည်စသည်ဖြင့်ကာယံမိပိသာသကလုံးတွေဇီယကြီးကြဆင်းလာကြတော့သည်ဒါ၍ပင်မမီဇံရေပေါင်းမှငါးများဒလဟောကြလာသည်ကိုရွေးကောက်၍ယူယုံ မကြိုက်တာပဲကြိုက်တာပလိုင်းတဲ့ထဲယုံမြတာသူကခန့်ငယ်ငယ်မှုရေးလိုက်သည့်ကြပြလင်္ကာတွေတပိုက်ပြီးတစ်ပိုက်တပိုက်ပြီးတစ်ပိုက်ရေးလိုက်တာမနဲ့ အပြည့်မြန်၍အာတလကရေးလိုက်သည့်ဖြစ်ခြင်းမြမစာပြဆရာဦးစိုးလကလည်းသူ၏ကြပြများကိုသဘောကျသည်ဆရာဦးစိုးလမှာပထမလက်အောင်မြင်ပြီသူဘုန်းကြီးလူရွက်ဖြစ်သည်လူပေါ်တိုင်းလည်းကြပြလင်္ကာဝါသနာပါသည် မင်္ဂလာလက်ထပ်ပွဲအခမ်းအနားများရှင်ပြုမင်္ဂလာရုပ်ပိုက်စုံများ၈၀ပေါ်တိထာများရေးဆက်ပေးသည်မင်္ဂလာစကားပြောကြသည်ရမညမြို့၌မြမပညာရှိအဖြစ်အများကလေးစားကြသည်ဆရာဦးစိုးလမှာ ပါဠိဗောရဏသကလုံးတို့ဖြင့်ရေးဖွက်တတ်သောပညာမောကို괴ရာ၌ကောင်းကောင်းချီးမွမ်းသည်ပညာမောအားလည်းရှင်မာရတသာရတို့ရှင်မာသီလဝန္တတို့နဝရေနတ်ရှင်တော်တို့ရေးဖွက်တော်မူကြတဲ့ပြုတ်လင်္ကာယတုယရကယင်းဤရေးထုံးကိုနမူနာယူအတ္တညီပစေဝနင်းကိုရှောင်းသစိမက်သုံးချက်ညီပစေအတန်တာရမရောမေဇာတောင်ချေယရုကိုစံထားဟုဆိုမိန်ရှိလေသည် ဗညာမောမှာကျောင်းမပြထန်းသောမြမစာပြင်အခြားကဗျာလင်္ကာများကိုပါလိလမန်းဆရာက သိနေသည်သို့သောဗလကသူကဗျာရဲကအနုလတွင်ဟူသောသကလုံး National မှယူထားသည်ဟုဝေဖန်ကြဲကသူစိတ်၌တမျိုးဖြစ်နေခဲ့သည်သူကိုယ်သူလည်းနားမလည်အောင် ဖြစ်လာခဲ့ရသည်ထိုကြဲကကဗျာအရေးပြသွားပြီးဇန်ရခလုံများ၌သာရောက်နေခဲ့သည်ဒီကနေ့ညကမှဘဲကဘယ်လိုဖြစ်လာမှန်းမသိကဗျာရေးရှင်စိတ်ပေါ်လာကအန်ဇွဲရဲမ သူရေးဆက်နေကြဗလာစာအုပ်ကိုယူထုတ်မိသည်စာမျက်နှာ300ကျော်အဖုံးသူနှင့်ဗလာစာအုပ်သုံးမူရန်စာအုပ်ကြီးဒီစာအုပ်ထဲတွင် သူရေးချစ်ထားသည်မှာကဗျာတွေသူ၏အလိုဆန္ဒမပါဘဲနှင့်နက်ရှင်နောင်၏ရတုထဲမှသကလုံးများဘယ်လိုလုပ်ပါလာမှမသိသောသူ၏ကဗျာများသူသည်ကြောကလှန်လိုက်ပြီးနောက်ဖက်ကျနေသော အလွတ်ဆက်ကူစာရင်းများကိုလှန်လိုက်မိသည်သူ၏ဇာယီသပွဲပေါ်၌နှင်းစီပန်းခိုင်များခင်ထားလိုက်ယူလာသော ်အင်္ဂလိပ်နင်းစီအဝါကသုံးပွင့်စိမ့်စိမ့်ဝဲလာသောနင်းစီအနီအဖြူအတွဲများငွေပန်းဆိုင်အိုးမှနင်းစီများဖြင့်လန်းဆန်းနေသည်ခင်ဒါလိုင်တို့ညီမနှင်ကညာကျောင်းဆရာမဆန်းဆန်းနူအိမ်နှင့်ဆရာမောင်မောင်တန်းအိမ်တွင်ညာတိုင်းလိုတွေ့ကြသည်ရွှေမိုထောမှပြန်လာသော နောက်တစ်နေ့တွင်သူသည်ညာကျောင်းမတည်းစိတ်ထဲကခင်ဒါလိုင်နှင့်တိတ်မတွေ့ခြင်းဘာကြောင့်မှန်းတော့မသိစဉ်လဲမစဉ်းစားစေတဲကမတွေ့ချင်တာနဲ့ညာကြောင့်မတက်ဟုဆုံးဖြတ်လိုက်သည်ဗလသူအိမ်ဝင်လာတော့ခါ ငါကောင်းကောင်းနေမကောင်းဘူးကွာကောင်းတဲ့ကမှုမှုနေတယ်ဟုတ်ပြောလိုက်ပြီစိန်စိန်ကကြား၍ဟေ့မောင်လေးဘာဖြစ်လို့လဲဟုတ်လမ်းမေးနေပြီဘာဖြစ်မှမသိပါဘူးအမရကောင်းကမှုနေတယ်စာလိုက်လို့ရမှာမဟုတ်ဘူးစာကလည်းသိပ်ဖတ်တာကိုကျောင်းစာလည်းမဟုတ်ပါဘူးဗလားရဲ့စိန်စိန်ကပြုံးကြည့်နေတော့ဗလားအားလမ်းပြောနေနော်ပြီးစာဖတ်ရင်လည်းစန္ဒယာကုံရောက်နေတာစန္ဒယာတိတာလေကောင်းမှုမှပဲထင်တယ်စန္ဒယာကလုတ်တွေကိုလက်ကြည့်နေရတာပဲမဟုတ်လား သူကဂိတတင်ဂိတတွေလည်းကျက်နေတယ်။ဒါကြောင့်ကောင်းမှုလာဖြစ်မှာ။ဗလာပြန်သွားတော့ကစိမ့်စိမ့်ကသူ့အားသွေးစေးလာပေးသည်။ကောင်းမှုလာမောတာသွေးစေးကသိအိကောင်းတာ။ဗညာမောမသူ့အတန်းနဲ့သူဘာမှမပြောနိုင်။စိမ့်စိမ့်လာပေးတော့သွေးစေးနဲ့တရားရောတာတော့စိတ်တကွက်မတော့ခြင်းပဲနဲ့တောက်လိုက်ရသည်။ညာကြောင့်ဆင်လာတော့ကဗလာနဲ့သူခင်သားလိုက်တို့ညီမဝင်လာကြသည်။ဗညာမောကနည်းနည်းသာသာသည်ဟုပြောကဇန်တရားကိုလေ့ကျင့်သည်။ ငွေလာရောင်တေးတံကိုဓာပြရဲမှကြာလာရကလေးကဇန်နရခလုံများကိုတို့လိုမှွေနိုင်မှ နိုင်နှင်းမှ ရေကိုတဲ့ယူသလိုလွယ်လွယ်ကူကူတဲ့ယူနိုင်မှဂီတတံဖြစ်မည်ဟုယုံကြည်လာခဲ့သည်ဂီတသည်ခံစားမှုကိုပေါ်သည့်ပညာမဟုတ်လားဟုတ်ကြောင့်ကြီးကြီးမိပြီဟုတ်ဧကံဝမရက်ကခင်သားခိုင်ကဩပြောလိုက်သည် ပြောပြီးရေမောနေသည်မညမမအတန်တွဲတစ်ခုကိုမရရအောင်လေ့ကျင့်နေစဉ် ိတ်အာယုံတစ်ခုလုံးကခလုံများနှင့်အတန်တဲ့တွင်နင်းမြုပ်နေသည်ဖြင့်ခင်သာခံဤအတန်တဲ့တဲ့မြကြာရပြီးနောက်ရေမောတံကောကရေလောင်စွာကြားလိုက်ရသည်ခင်သာခံတံမှာအခုတလောတစ်မျိုးပြောင်းနေသလားဟုပင်မှတ်တင်ရသည်ရေမောတော်ဘုရားမှာတွေ့တော့ကအတန်တစ်မျိုးသို့တော်အတန်မပြောင်းသေးကရေမောတံဒီမာဤရေတံလေးကိုတော့ကောင်းကောင်းမှတ်မိနေသည်အထူးသဖြင့်လောင်တောင်တောင်ရေတံလေးကိုမှတ်မိနေသည်ဘုရားမော်သည်ဇန်ရယာခလုတ်ကိုမနှိမ့်နိုင်တော့ပဲရက်လိုက်သည်ဟေးအီမီကြည်စမ်း ဟုခင်ဗျားလိုင်က သူမအိညီမလေးအားဟန့်လိုက်သည် ဟုတ်သားပဲမမကလည်းနေမကောင်းမှုဆိုပြီးစမ်းလိုက်ရတော့ဒီနိုင်သလားအလကားပါဘလကားပါသူတို့နဲ့တို့လာ၍ရေမောနေသည် ခင်ဗျားလိုင်ကမှခပြုံပြုံဖြင့်ကြည့်နေသည်အပြုံနှင့်ရှက်သွေးရောနေသည်ကြည့်ပါလားတီရုပ်ကိုလူမမနဲ့တူသလားလို့ဒီကောင်မလေးနော်ဟုတ်သားပဲမမကလည်းဘာဖြစ်သေးလဲပြောတာလူမမရုပ်ကဒီရုပ်မှမဟုတ်တော့ ကိုကိုဘာဖြစ်လို့ကြောက်မတက်ဆိုတာအီမီတီသားပဲခင်သားကိုင်းဒီသူ့အမခင်သားလိုင်းနဲ့ဗညာမောကိုတပိုင်နဲ့တပြုံးကြည့်ကရာကလေးထိုး၍ပြုံးစီစီလုံနေဘလကလည်းသူတို့အားကြီးကပြုံးနေငါလည်းတီသားပဲဟူသော အမှုရာဖြင့်ခင်သားလိုင်းကသူ့ညီမအားမျက်စောင်းထိုးကြည့်နေသူမဤပါမပန်းနှုတ်ရောင်ဥနေဗညာမောမှာအနေရကြက်နေသည်ဘလကလည်းသူတို့ကမတင်ကညီမလေးခင်သားကိုင်းကပြောင်ပြက်ပြက်ခင်သားလိုင်းမှာရှက်နေ၏ သူရင်ထဲတွင်လိုင်းထနေပေသည်နင်းစီနဲ့ယနန်းကတင်းပြန့်လာသည်ခရံရောင်ညကိုအမတ်ရလာကယင်ခုံလာတော့သည်လက်နေမတက်ကြည့်လဲထိုင်ရောက်လေလိုင်းထိုင်လေစိမ့်စိမ့်ဒီသူတို့အနာရောက်လာသည်အပေါ်ရမခင်ထားလိုင်းတို့ဤအတန်များကြားရသဖြင့်အောက်ထပ်တို့ဆင်းလာခြင်းဖြစ်သည်မထိုင်တော့ဘူးမမစိမ့်ပညာမော်နေမကောင်းမှုဆိုလို့ညာချောင်းကပြန်ဝင်လာကြည့်တာပါစိမ့်စိမ့်ကအချိန်လေးကိုထိန်းလိုက်ပြီးစိမ့်စိမ့်ရောက်လာပြီလို့ တခုခုတောက်ကြပါအောင်လားတော်ပြီမမစိန်ဆ ्याम မဆန်းဆန်းတို့အိမ်ကစလာကြတာဆ ्याम မကတော့ပညာမော်ကြိုက်တယ်ကုကုနဲ့ရွှေချီးရဲ့စိန်စိန်ကိုသူပထမလန့်နေသည်ခင်သားလိုင်းကိုခတ်တင်းတင်းများကြည့်မလားသူကခင်သားလိုင်းကိုမျက်နေသလားတကယ်နှစ်ယောက်သားတွေ့ကြတော့လဲစိန်စိန်မျက်နှာမှာသူမပေါ်ဘယ်လိုများသဘောမထားသလိုခါတိုင်းတွေ့ကြသလိုပင်စိန်စိန်မှာခင်သားလိုင်းဤလက်များကိုပင်စုပ်ကင်ထားလိုက်သေးသည် အညာမော်သည်အမျိုးသမီးများကိုနားလည်ရန်ကြိုးစားနေသည်ဘယ်လိုနားလည်ရမှန်းလဲမသိတော့နှိုင်းနားများရောက်ရင်မွှေးကြိုင်နေတာပဲမမစိမ့်ကြလေဟိုဒီခံကလေးကတော့ခုစုမွှေးလို့တော့ခင်ဗျားကိုင်းမှာဗညာမော်နာကကမာရီမမသိမေးမြန်းနေသည်ကြပြအကြောင်းထင်ပါရဲ့ကာယံအကြောင်းလဲပါသည်စံကိုင်းဆိုတာလဲပါသည်စိမ့်စိမ့်နဲ့ခင်ဗျားလိုင်းတို့စကားပြောနေစဉ်အကြောင်းအရာပြောင်းသွားခြင်းဖြစ်သည်ခင်ဗျားကိုင်းကကြပြဆက်ချင်နေသည် ကိုကိုကဘာမှဖြစ်တာမဟုတ်ပါဘူးတက်တဲ့ចောင်းပြင်းနေတာအင်မီတိပါလေခင်ဗျားခိုင်မအခုတည်းကဘညာမောင်အားမကျေနပ်နိုင်သည်ဟုတ်တယ်ခိုင်လေးရညနေကကောင်းမှုတွေကောင်းမှုတွေနဲ့ဒါကြောင့်သူ့ကိုចောင်းမလွတ်တာပါမမစိန်သွေးစင်းနဲ့တရားတောင်တိုက်လိုက်ရသေးတယ်ခုလေးတွေမှာတက်တလာတာတက်တလာတာနဲ့စံတရားထတီးနေတာပဲပြောလို့လည်းမရဘူးကွယ်စာမှုဘေးကလည်းနှီးနေပြီခင်ဗျားလိုင်းတို့မှာကြာကြာမနေဘညာမောင်နဲ့စိန်စိန်ကခြံဝရေမြောင်းရှိမြက်ခင်းတိလိုက်ပေါ်ကြသည် စေစိန်ကခင်ထားလိုင်းနှင့်ခင်ထားကင်တို့ညီမအလဲကနေကသူတို့ဤလက်များကိုဆုတ်ကင်ထားသည်ဘလနှင့်ဗညာမောကနောက်မှလိုက်လာကြသည်လှိုင်ထေသားကမင်းကိုစိတ်ပူနေတာမောင်ဟုတ်ဘလကအတန်တိုးတိုးဖြင့်ဗညာမောအားပြောနေ၏ဗညာမောကရှေ့မှစိန်စိန်နှင့်ခင်ထားလိုင်းကြားသွားမှစိုးနေ၏ခင်ထားကင်ကိုတော့သူကဂယုမထားသို့သောခင်ထားကင်ကမကြားတဲ့ချက်ကြားတဲ့ချက်ကြားနေရသောသူတို့တငယ်ချင်းနှစ်ယောက်စကားတန်ကိုနားဆင်နေသည်ခင်ထားကင်ကငယ်တော်လဲအပါဆုံး ကိုကိုမနဲ့ပြန်တော့ဆက်ဆက်ကြောင်းတဲ့စာရီနောက်ကြနေမယ်ခင်ဗျာကန်ကသွားကန်ဒီဗညာမောင်အားခနဲ့သွားသေးသည်စိမ့်စိမ့်တို့ဗလာတို့ကတော့ကောင်းပါလေးစကားကိုသိကြမည်မဟုတ်နောက်ညများတွင်ကဗညာမောင်သည်ညာကြောင်းမှန်မှန်သွားသည်ညနေဘက်တွင်ဗလာတို့အိမ်တို့တစ်ခေါက်ရောက်စမြဲအထူးသဖြင့်သတင်းစာရောက်ပြီးချိန်လောက်ရောက်တတ်သည်သူကဂေါ်လီကျောင်းသားများတပိတ်ကိုသိကျင်နေသည်တခင်ခင်အောင်ဘာပြောသလဲဆိုတာကြားကျင်နေသည်တခင်ခင်အောင်ကလည်းသူ့ကိုကလေးလိုသဘောမထား သခင်တယောက်လိုသဘောထားသည်သူကလည်းသူ့စိတ်ထဲဖြစ်ပေါ်နေသောထင်မြင်ချက်များကိုသခင်ခင်အောင်ဤထင်မြင်ချက်များနှင့်ညှိကြည့်ခြင်းလေသည်တပိတ်အားကောင်းလာသည်ကိုတရင်သာတွင်ဖတ်ရသောအခါသူလည်းအာတနေမိသည်ကောလိကျောင်းတပိတ်နှင့်သူဘယ်လိုများသက်ဆိုင်နေပါလဲဟုတ်မှဟုတ်ရဲ့လားမြို့မိမြို့ဖာများကကျောင်းသားများကိုစားစရာလူရန်ကြသည်ကိုဖတ်ရသောအခါစိတ်ထဲကကိုစားရသလိုကျဉ်နှက်မိသည်တခင်ခင်အောင်ကလည်းသတင်းစာပိုင်းသူ့လိုပင်ကျင့်နေသောအမှုရာကိုမြင်လိုက်ရသောအခါမှသူလည်း သူ့ကိုယ်ကိုယုံကြည်သောစိတ်ဝင်လာပြီသူလည်းငါလိုခံစားနေရပါကလားဘလကလည်းသူနဲ့ခံစားမှုချင်းတူသည်အဲ့ဒီတော့နည်းနည်းစိတ်ကအားတက်လာပြန်သည်သို့တော့ခင်ထားလိုက်နှင်းတွေ့တော့အာရော့သွားပြန်သည်ဟုတ်သားပဲကောလိတိဘိတ်ကငါနဲ့ဗာဆိုင်လို့လေညာကြောင့်တွင်ခင်ထားလိုက်နှင်းတွေ့တော့ခါအကဲခတ်ကြည့်မိသည်ခင်ထားလိုက်ကမူကောလိတိဘိတ်ကိုစိတ်မဝင်စားတက္ကသိုလ်ကျောင်းသားများတမကဥက္ကရကိုနုဘီအေဝဲပြန်အပ်တာကိုပင်မသိကောလိတိဘိတ်သည်သူနဲ့မဆိုင်သလို့ ီညာလဲညာเจ้าမပြန်ခင်သားလိုင်တို့ညီအမဗလာတို့နဲ့အတူပြန်လာပြီခင်သားလိုင်ကเจ้าစာများအကြောင်းသာပြောလာပြီခင်သားလိုင်မှာအင်္ဂလိပ်စာတော်သည်သို့တော်တင်ချာညံ့သည်ဆရာမမွန်တန်းအိမ်မထွက်လာကလေးကတင်ချာเจ้าသာပြောလာသည်အိမ်ရှိရောက်၍လူချင်းခွဲကနေတော့သူတို့ချမ်းမထွက်သောအင်္ဂလိပ်နှင်းစီဝါသုံးပွင့်ပြေးသွားသည်အဲ့တော့အီမီကူရတာရှင် မမကတတိယရတာမဟုတ်ဘူးရှင် ခင်သာကိုင်ကသူ့မအားနောက်နေခြင်းဖြစ်သည်တကယ်ကလည်းခင်သာကိုင်မှာဗညာမောစန္ဒရာပေါ်၌ပန်းများစိုက်ထားတတ်သည်ကိုသိနေသည်ခင်သာလိုင်တို့ထွက်သွားသောအခါနင်းစီနှင့်ရေမွေးနှံသည်ကြံရစ်နေသည်ထုံရ၌ကြပြရေရင်စိတ်ပေါ်လာ၍ဇပွဲ၌ထိုင်သောအခါနင်းစီရဏများသည်ထုံရစ်လာသည်သူသည်ရေလက်စကြပြစာအုပ်ကိုဟိုလန်သည်လန်လန်လို့ရင်းငိနေမိသည်ဖရာစင်မနင်းစီရဏများသူစာရေးဇပွဲသို့ပြန်လွင့်ရောက်လာသည် နင်းစီနံများကြောင့်သူဤစေကုသည်노자ထကြွလာပြီသည်ကဗျာမရေဖြစ်တာအတော်ကြာခဲ့ရာယခုရင်ထဲမှာအောင့်၍မရသောခံစားမှုတစ်ခုကရုံကန်ထိုးထွက်လာသည်နင်းစီရဏမတဆင့်ကူးဆဲ၍နင်းစီနှင့်ဆက်ဆက်သောအရင်အရင်အတိတ်ကဖြစ်ပျက်စိတ်လှရှားခဲ့ရသောဝေဒနာများသည်နင်းစီရုပ်ပုံဖြင့်ပြန်လည်ဆန်းသက်ကရှက်တန်းပေါ်လာကြသည်ညတညနင်းစီတပွင့်ပန်ထားသောအမျိုးသမီးတို့အမျိုးသမီးဆိုတော်လဲမျက်နာအတွင်ပြင်ထင်ရှားသောရုပ်ပုံကားမဟုတ် စပင်လွင်မုံအင်းကြီးအယောင်ထမိန်ယောင်ဖြင့်မုံဝါဝါရေး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 လွင်ပါနေသော မပီမသဘဲသူဘဲဝါဟု ပုဂလိကအညွန့်မဲ့သော ရုပ်ပုံမြတာနင်းစီနေရနံ့မှွေထုံသောအမျိုးသမီးတူဤပုံကလာ၍ထင်ဟပ်ပြန်သည်သူမသည်လည်းဘဲသူဘဲဝါအမည်နာမမဲ့သောဇာအင်းကြီးလွင်နေသောထမိန်ယောင်အနုဖြင့်အမျိုးသမီးဟုဆိုရမည်ဖြစ်သောမုံမုံရုပ်ပုံထို့နောက်ဘုရားရှင်မှနင်းစီရနံ့လွင်ပြန်လာသောအခါ ဇေဒီအဖြူရိတ်သည်နေစီဝင်များပေါ်၌ထက်ကထင်လာပြန်တော့သည်လေတိုက်သည်ဖြင့်ဂျရင်ပေါင်းမှဖန်ပရိစေခြင်းရိုက်ခတ်သောအတန်ဒီပေါ်လာသည်ဇေဒီပထိုးများမှဆဲလေတံကိုလည်းကြားလာရသည်နေစီခိုင်များနေရာတွင်ဒဇင်ခမားကရောက်လာကြပြန်သည်တကယ်ကဒဇင်ခမားမှစေကူရဲမှပန်းများဖြစ်ခဲ့ကြသည်သို့သောတလောကမှသူကိုယ်တိုင်ဒဇင်ပန်းများကိုမျက်ဝါးထင်ထင်မြင်ခဲ့ဘူးသည်ယခင်ကကြပြာလင်္ကာများဖတ်ပြီးကာယံသကလုံးများမှတဆင့် စေကူ၌တင်စားကြည့်နေရသောသစဉ်ကြပြပန်းသစဉ်ယခုမှ တကယ့်သစဉ်ကိုတွေ့ထီဘူးပြီသစဉ်ရနှံ့ဤမှုများများကိုသိခဲ့ပြီအဲ့ဒီတုန်းကသစဉ်ကိုကြပြဖွဲလိုက်ခြင်းဒီမှာဓာစီ၍ပင်မရသို့တော်သစဉ်အလကိုရင်မှုယုံများသာရှိပြီးပန်းဟူရေကသစဉ်ကောင်းတွင်ပန်ထားသောသစဉ်ဖျားစဉ်မှသစဉ်ဒီသစဉ်များကိုဆက်ဆက်တီကုံ၍မရစီယုံဖွဲ့နှဲ၍မရကဲသစဉ်ကိုကဆွဲလန်းနေခဲ့သည် ။ဒဇင်နှင့်ဆက်ဆက်၍ဘာစေကုရုပ်ပုံများပေါ်မလာခဲ့။ယခုနှင်းစီပန်းများကနှင်းစီနှင့်ဆက်ဆက်သောရုပ်ပုံများအဖြစ်စေကုအာယုန်ထဲတွင်ပေါ်နေကြပြီ။သူသည်စကုတရွတ်၌နှင်းစီနှစ်ပွင့်ဟုသကလုံးကိုရိတ်ချလိုက်ပြီ။သူ၏စိတ်ခံစားမှုတွင်လာ၍ဖြစ်စီနေသောရောထွေးခံစားမှုနှစ်ခုကနှင်းစီပွင့်နှစ်ပွင့်ဖြင့်လာ၍တင်စားလိုက်မိသည်။နင်းစီနှစ်ပွင့်ဟုရေးချလိုက်ပြီးတော့ကဆက်၍ရေးမရတော့ပေ။သူသည်ကျင်းနဲ့ဝန်သာသွားတော့သည်။သကလုံးရှာလာရပြီမဟုတ်လား။ သူ့စိတ်ကူးကိုဖော်သောစကလုံးဒဇင်ပန်းကိုရိပ်ခွက်ခြင်းတုံးကဘာစကလုံးများပေါ်မလာခဲ့စာရေးသပွဲတွင်အကြိမ်ကြိမ်ထိုင်တော်လဲပေါ်မလာ ရေခဲ့တော်မဟုရာရေကန်ရိတ်ထင်နေသောဒဇင်ပွန့်ဖက်သွယ်သွယ်လျက်လျက်ဒေဒေဖြူလွှတ်ကလေးများအဝါနုအပြောက်ကလေးများထဲမှအဖြူကလေးများစီရည်ရည်သွယ်တန်းထားသောညွေပြောင်းသော ရူရန်အစိမ့်ဝါနုကလေးများဖြင့်ဖြော်သောနှင်းကယ်ယနံဒေါ်ယနံထုံရစ်တော်အဲ့ဒီကောင်ကစကလုံးများပင်မပေါ်ထွက်လား အဲ့ဒီတော့ကသစင်တွေကလည်းတအိမ်လုံးဝေလို့စိမ့်စိမ့်ကောင်းပါလေသစင်ဇန်တရားပေါ်မှာလည်းသစင်ဘုရားစင်ကလည်းသစင်ဒါတောင်သစင်ကိုကိုစားပြုသောဘာစကလုံးများရှာ၍မရာသစင်တွေကိုစု၍မရာစည်းယုံ၍မရာပေါင်းချုပ်၍မရာသစင်တွေတွေ့ထိမွေးမြခံစားနေရပါလေဘယ်လိုများလုပ်၍မရာဒီအရင်ကမူစုံဟေမဝါဟု စားလိုက်ခါရှိသည်မြိုင်သေးလာ၌ခတ်တာကြယုံကမုံသစင်ဟု၍စကလုံးများသည်ရောကနေကြလာတော့သည် အဲ့ဒီတော့ကကြယုံရောခတ်တာရောကမုံရောဒဇင်ရောမြင်ဘူးတွေ့ဘူးခဲ့ဒီမဟုတ်မတွေ့ဘူးမမြင်ဘူးတော့ကလွယ်လွယ်နဲ့ရိတ်ချနိုင်ခဲ့ပြီကာယံတွေကလည်းကောင်းလိုက်တာသက်စိတ်နဲ့သုံးချက်ကြီးအသုံးနှုံးတွေခန့်ခန့်ပါဠိလည်းပါဗောဓနာလည်းပါတကယ်ဒဇင်အစဉ်များနဲ့တွေ့တော့မှဘယ်လိုများရေးဖွဲ့၍မရတားကြောင်ပါလေမတိတာတွေလာပြန်ပြီကောလေယခုနှင်းစီကြပြတွင်က စိတ်ကူးအမြင်စာကလေးတစရလာပြီ ပထမတော့ပုဂ္ဂလိကခံစားမှုကစသည်စိမ့်စိမ့်ကောင်းကနှင်းစီတဲ့ဝင်ခင်ထားလိုက်ပြီးတော့နှင်းစီဝါဘုရားရှင်မှနှင်းစီခိုင်းဇာယေသဝဲစိမ့်ကြွေပန်းဥမနှင်းစီခိုင်းငငယ်ကလေးကမြင်ခဲ့တွေ့ခဲ့မှုခဲ့သောနှင်းစီများထို့နောက်နှင်းစီများကိုမိမိ၏ပုဂ္ဂလိကဘဝရှိလူများကဆင်ရင်ကြသည်ဒဇင်တုံးကဘာရေးစရာမျှမရှိပုဂ္ဂလိကခံစားမှုမရသည်ယခုသူဘွားနဲ့ဆက်ဆက်မိလာသည်စိမ့်စိမ့်ကောင်းမှနှင်းစီပွင့်မှာညာဦးတော်ကလမ်းဆန်းလျက် နောက်တနေ့နန်းနဲ့တွင်ကသူ့ခေါင်းတွင်လည်းနှင်းစီမရှိတော့သူလည်းအိယာကထားသွားပြီမွေရဘောခေါင်းအုံပေး၌ပွင့်ပများကွဲကွာနေသောနှင်းစီဝင်းကိုသူအမတ်ရလာသည်သို့သောသူစိတ်အာယုံထဲ၌ခင်ထားလိုင်းဤရေမွေးနှံ့နှင်းစီနှင့်ရေမွေးနှံ့ကရလာသည်ကိုအမတ်ရလာသည်တကူပေါ်၌ကလောင်နံကိုချလိုက်တော့ကပုဂလိကခံစားမှုရဲမှဘယ်သူဘယ်ဝါတို့ပြောက်လွင့်ပြေပြေးကစိတ်ကူးရဲမှနှင်းစီရုပ်ပုံများရောက်လာတော့သည်နာမည်နာမဟု၍မရှိတော့စိတ်ကူးရဲမှ ရုပ်ပုံများသာ သူသည်အချီအချကာယံအညီများကိုလည်းမစင်စားတော့သူရင်ထဲထင်လာတာကိုသာဖွင့်ဟဖော်ပြရန်အထုတ်မိသည် သူရင်ထဲ၌လည်းရောထွေးနေ၏သူအားခီစည်းနေသော ရောထွေးခံစားမှုကိုဖော်ပြခြင်းလာ၏တခုပေါ်တခုထက်ကထင်နေသောရုပ်ပုံများကိုဖွဲ့ခြင်းလာ၏နှင်းစီပွင့်နှင့်လွန်ပါပူဇာညပြရောရဲ့နှင်းခဲစိတ်ပြည့်ညမျက်စိမ့်လက်သူရဲ့ယနံ့တင်းပြန့်မှွေးသည် ဒီဝေထုံရရှိနေစေသူသည်ဖြက်ရပြင်ရများဖြင့်တပိုက်ကိုခဲခဲရင်ရင်ဖြင့်ပြီးသွားပြီအပြင်ဘက်တွင်ကတိတ်ဆိတ်လျက်ရှိနေပေသည်ရမညမြို့မှာစောစောအိယာဝင်လေးရှိကြသည်လူသွားလူလာဖနက်တန်ခြေတံများသိမ့်မကြရတော့တခါတရံတောက်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 နှင့်တရုတ်ခေါက်ဆွဲအထမ်းတဲ့ဤအိတ်ချင်းမူရဟုထင်ရသောဘိမ့်မိန်တန်ဟုဆိုသော လေးတွဲတွဲခပ်ပြော့ပြော့အတန်ကိုကြားနေရသည်တဘိုးရဲလာဖြစ်၍အေရကားရှိတော့မြို့လေလန်းအိမ်ဝင်းထဲမှ ညမွေးပန်းရှင်နာများလွင့်ပြန့်နေကြစေ။ဗညာမော်သည်ပြရင်တကားတဝက်သာဖွင့်ထားသည်။အိမြလည်းရှိတော်လေမှာမြင့်နဲ့လေပို၍စူးရှလေ။သူသည်တကားကိုမပိတ်ဇွဲတာကလေးသာဝှထားသည်။စိမ့်စိမ့်ဤအိတ်ခမ်းမှလက်ကောက်ချင်းထိခတ်တံပင်မကြရတော့ကြီးတော်ဤဟောက်တန်းတခါတခါကြားနေရသေးသည်။နေ့စီရင်နာများက ထုံနေကြစေ။သူသည်မလုံမရှက်ထိုင်ကစက်ကူကိုသာစိတ်ငြိကြည်ရင်နေ့စီပွင့်တဲ့ဟူသောစကလုံးကိုရိတ်ချမိသည်။ တကယ်ကသူသည်နှင်းစီနှက်ကိုမြင်မှုသည်မဟုတ်ရှိသည်ဟုလည်းမကြဘူးသို့သောခင်ထလိုင်တို့အိမ်တစ်ခါရောက်တုန်းကကိုရာရေမွေးဘူးတွင်နှင်းစီနှက်တစိကိုမြင်မှုခြင်းများသာဖြစ်သည်ခင်ထလိုင်မေ့ကြည့်မှုသည်မျိုးကရှားတယ်အနှက်တော်မဟုတ်ပါဘူးအနီရင်ကြီးလှတော့သိလှတယ်ရန်ကုန်ကနှင်းစီပြဝဲမှာငငယ်ကတစ်ခါမြင်မှုတယ်အဲ့ဒီလိုပြောသည်သူဤစိတ်ကူးတဲ့တွင်က အနီရင်ကြီး အနက်ထဲမှ အနီရင်ပြေးနေသောပကြီရောင်ကိုမြင်နေမိသည်မင်းစီပွန်းတဲ့ဟုစာပြေးသောအခါဆက်ရခက်သွားသည်တခါမှ ပထမပိုက်အဆုံးတန်ကိုအတန်တို့အတန်ပြက်ဖြင့်မဆက်ဘူးအမြဲတမ်းအတန်ရှည်ဆုံး၍သာစလက်ရှိသည်ပွန်းတဲ့နှင်းစီဟု၍ခါတိုင်းလိုအတန်ရှည်ပြင်လည်းမဆခြင်းဘယ်လိုက ဖြစ်လာသည်မသိနေစီပွန်းတဲ့ဟုသာအတန်နှင့်စကနဲ့တပြိုင်တည်းစိတ်ကူးရဲမှရောက်လာသည်ကိုတော့ခံစားမိလိုက်သည် နောက်တစ်ပိုက်ဆက်မြေရှိသောအခါဂါယံယူယံခက်နေပြန်သည်ခါတိုင်းကအတန်ရှည်အဆုံးတန်ယူ၍နောက်ကလိုက်မြဲနင်းစီနဲ့ရေမွေးရနံ့ရလာကလွင်ပါနေသောဘုဇာအပြာယောင်အပေါ်ယုံလေးပုံတရံကတဆက်ထဲထင်းလာပြီးဂလောင်တန်ကစက်ကူပေါ်၌ထစ်နေ၏မတက်နိုင်ဘူးခံစားထင်မြင်လာတာပဲရေးချကြည့်လိုက်တော့မယ်သူဒီအာတင်ကဆက်၍ရေးလိုက်သည်လွင်ပါဘုဇာညပြာယောရဲဟု ရေးမိလိုက်တော့သည် အပေါ်ယုံဇာအင်းကြီးကယောတိယောရဲမဟုတ်လား ရိတ်ချပြီးလင်သူ့ဆရာဦးစိုးလကတော့ကြိုက်တော့မှမဟုတ်ဘူးဟုတွေးမိ၍ထင်တော့သွားပြန်သည်ဟုတ်တယ်ဆရာဦးစိုးလမကြိုက်မှသေးကြတယ်ဆရာကအတန်တားမှမဲစာတောင်ချီကိုစံထားရမယ်တဲ့သူဒီဆက်ရရန်မရေဖြစ်သေးပဲနေစဉ်ပြရင်ဘောက်ကိုကြည့်နေမိသည်အပြင်ဘက်တွင်ကညအပြာသည်စိမ့်လေးလေးရှိနေသည်ဖန်ပရိစိတ်ရမကျေပြောင်များကိုလက်မြင်နေရသည်ဘုဇာယုံပေါ်၌တဖိတ်ဖိတ်လက်နေကြသည်အိမ်မြင်သာများပေါ်၌ရုပ်ပြနေကြပေသည် ဘုရားယုံနဲ့ကောင်းခင်သူသည်တဘာဝအလကိုတွေ့နေရသည်မဟုတ်လားသူသည်ပထမရေးပြီးသော စာကြောင်းကိုပြန်ဖတ်ကြည့်နေမိသည် သူစိတ်ကူးရ၌လာထင်နေသောရုပ်ပုံများကပေါ်နေပေပြီသူသည်ကျေနပ်သွားသည်ညနှင့်အပြာဘုရားနှင့်တိမ်မြင်ကျယ်နှင့်စိမ်နှင်းခဲဖြူဖြူနှင့်ကျယ်ပွင့်နှင်းခဲစိမ်ပွင့်သူသည်အတွေ့နည်းနည်းရဲလာသည်ရဲရဲရိတ်ချလိုက်သည်ဖြင့်ပေါ်လာသော ကြပြရုပ်ပုံများကိုသူ့ဘာသာသူသဘောကျသွားသည်နှင်းခဲစိန်ပြက် ညမျက်စိမ့်လေဒီတခါတော့ရေရေပဲရေးချလိုက်တော့သည် သူကိုယ်သူလည်းယုံကြည်လာပေပြီသူစိတ်ထဲကသူ့ရဲ့ရနံ့ဟူသောသကလုံးသည်တစ်ဆက်တည်းပင်ရင်ထဲရောက်နေသည်သို့သောရေးမချပြစ်သည်သူ့ရဲ့ဟုရေးရမှာကြောက်နေသေးသည်သူ့ရဲ့ဆို၍မဖြစ်သူ၏ဟုစာသဘောရေးရမည်ဖြစ်သည်သို့သောရင်ထဲကအတွေ့ကိုခေါ်သောသကလုံးမှာသူ့ရဲ့ပင်ဖြစ်နေ၏သူဆရာကသူ့ရဲ့ဟုရေးလျင်ပြောတော့မှာပဲ ဆရာကကြပြမှာအခန့်အညာကိုလိုက်ရမယ်ဟုမှားကြဘူးဒီမဟုတ်လားအရက်ပြောစကားသုံး၍ဖြစ်ပါမလားကြပြအစာပိုက်ပြန်ဖက်ကြည့်သည်သူပြောချင်တာတွေပါနေ၏တို့နဲ့သူရဲ့ရနံ့တင်းပြန့်မှွေးသည့်ရီဝေထုံရဲ့ရှိနေစေစသည်ဖြင့်ရဲရဲပင်ရေချာရင်ပထမပိုက်ဆုံးသွားတော့သည်သူသည်တပြင်းတစ်ချက်ချလိုက်မိသည်ခါတိုင်းရေနေကြစီကံများထုံတန်းစင်လာများကိုပေါက်ထွန်းကရေရသည်ဖြင့်မောလဲမောသွားသည် ရည်ဝေထုံရည်ဟုတုံလိုက်တော့ခါမန္တာရိရိုအိမ်၌စတင်တောက်ခဲ့ရဘူးသောခေါင်ရည်ဤအရသာကိုသွား၍တရိယကနင်းစီရဏများကြောင့်စင်တူအရသာဤတီတီခံစားမှုကိုသွားမှတ်မိလိုက်သည်ရည်ဝေဝေဟုသောစကားကအရသုံးပြောစကားသုံးဖြစ်၍ရှိပြီးသားစကလုံးထုံရဏဟုသောစကလုံးကိုပြုတ်လင်္ကာရတုကြပြများ၌တွေ့ဘူးသည် ထုံနှင့်ရစ်ပေါင်းဆက်ကြည့်လိုက်သည်ခေါင်ရည်တော်တော်ကတော်တော်နှင့်ပြေမသွား ငါတကယ်တွေ့ဘူးကြုံဘူးတာ တကယ်ခံစားရတာရေးတာပဲဟူသောယုံကြည်စိတ်ကအားကောင်းလာက ရေးချရင်ရေးချရင်စလုံးများပေါင်းဖွဲ့ကစီယုံမိလာတော့သည် နောက်တစ်ခေါက်စိတ်ထဲကအစမှဆုံးဖတ်ကြည့်ပြန်သည် ပထမတစ်ခေါက်ဒုတိယတစ်ခေါက်ဖတ်လိုက်တော့ချောချောမွေ့မွေ့မရှိဟုထင်မိသည်သူအရင်ကရေးခဲ့သောသက်စိနှင့်သုံးချက်ညီအတန်ရှိအစာများနဲ့နှိုင်းရှင်ကတမျိုးဖြစ်နေသလိုထောက်နေသလိုနောက်တစ်ခေါက်ထပ်ပြန်ဖတ်သည် သိမဆိုးတော့ ထက်၍ထက်၍ဖက်လိုက်သောအခါအတံများယင်ပလာကဘာမျှမဖြစ်တော့အစာပိုက်နှင်းစီပွင့်နဲ့လွင်ပါပူဇာသာနည်းနည်းထောက်နေသည်ဟုထင်နေ၏။နှက်ဟူသောအဆုံးတန်နှင့် ကာယံရှာရမည်ဟုသိနေသည်။သို့သောလွင်ပါပူဇာဟူသောအတိတ်ပဲကလေးကိုလည်းသူကမပြည့်ရနိုင်။သူစိတ်ထဲကပုံဖော်ကြည့်မြင်ထားသောရုပ်ပုံတွင်ကအံကိုက်ဖြစ်နေ၏။လေးတိုက်သောအခါပူဇာအပြာနုယောင်ကလေးကတလွင်လွင်အပြာနုယောင်တွေကပုံမြင်ပိုးပြောက်ပုံဝင်များကတလက်လက် လွန်ပါပူဇာကိုမပြစ်နိုင်တော့လက်ဟူသောကာယံစည်းကမ်းနဲ့မလိုက်လဲနေပါစေငါလိုချင်တဲ့စိတ်ကူးရုပ်ပုံကိုပဲဦးစားပေးလိုက်တော့မယ်ဒါဖြစ်ဖြစ်ပြန်ပရင်ပြန်ပရင်သူဒီကာယံတင်များနဲ့တင်မြတ်သွားသည်သူဒီနောက်တစ်ပိုက်စာရန်အားတက်လာသည်နှင်းစီနီတပွင့်ညီရင်ဆွေဆွေ ရောင်ပြေးလူးလွင်သူဒီသူရှိ၌ရှိသောနှင်းစီပွင့်မှပွင့်ချံများကိုကြည်ရင်ရေးချမိလိုက်သည်သို့သောရှေ့ဆက်၍မရတော့ပထမပိုက်လောက်မကျင်နဲ့ တာယံကောင်းသည်သို့တော်မကြိုက်လားသူသည်ဖန်နေဝင်လက်ရည်စားဆောင်တွင်ရတုပိုက်စုံတစ်ပိုက်ရေးဘူးသည်ကိုသွားအမှတ်ရသည်မနေ့ကလက်ရည်တစ်စောင်ထုတ်ဖို့သည်ဆရာဥဆုလကကမကထလှုပ်၍ထုတ်ခြင်းဖြစ်သည်ဗညာမောကပထမစာတိလှုပ်ရသည်ဆရာဥဆုလကတော့အတိုင်းမင်္ဂန်စာတိဆရာကဗညာမောကိုပင်လွှဲထားသည်ကျောင်းဟောကြီးဥဟန်တင်ကစာပေအေးသားဝါသနာပါကြသောကျောင်းသားများဉာဏ်ပညာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာလွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးထားသည် ဘညာမောကသူဤကြပြာကိုတော့ဆရာအပိဖက်ကရွေးချယ်စီသည်ဘညာမောကစာရိသာမဟုတ်စာဆောင်ဤအဖုံးနှင့်အတွမဝတ္ထုကြပြာကောင်းစီပုံများကိုသူပင်ပကြီချယ်ရေးရသည်အဲ့ဒီတော့ကသူရေးသောကြပြာမှာနီဆွေနှင်းစီကြည်အေးဆင်းကြီးရီမိတ်ဆင်းသည်ဟူသော အချီများနှင့်ဖြစ်သည်ဆရာကနောက်ဆုံးအချီကိုရီမိတ်ဆင်းပြေဟုပြင်ပေးလိုက်သည် ခင်ထခိုင်ကပင်ကြပြာတစ်ပုတ်လာပေးသည်သူကမထက်၍သူကိုပင် စိတ်ကောက်နေခဲ့သည် ခင်ထခံရေးသောကဗျာမှာလွေကြိုကလေးဖြစ်သည်ယခုနှင်းစီကဗျာတွင်အရင်ဤဆွေးနှင်းစီရတုထက်ကောင်းအောင်ရေးရမည်နှင်းစီနံများကတင်းလာပြန်သည်စိတ်ကူးကထိုင်သွားသလားအောင်မရသည် ရောင်ပြေးလူလွင်းကနေမတက်တော့တန်ချောင်းခောက်တန်ကြားရသည်တန်ချောင်းခောက်တန်မှန်သာတိလိုက်သည်ဘယ်နှချက်လဲမရေတွက်မီသူအာယုံထက်တွင်နှင်းစီရုပ်ပုံများကိုလိုက်ဖမ်းနေသည်သူဤမျက်လုံးများသည်မေ့စင်းကြလာသည်သူသည်ဂလောင်တန်ကို လက်ကမချမီ စကူရွက်ပေါ်၌ကလေရည်များသည်နှစ်ထပ်ဖြစ်နေကြသည်လေသည်ပို၍အေးမြလာကနှင်းနံကလေးပင်ရလာ၏တိတ်ဆိတ်လိုက်သည့်ဖြစ်ခြင်းလမ်းပေါ်၌တည့်ရွက်ချောင်းများဂဲလုံးများကိုထိရှက်တိုက်တန်ကိုပင်ကြားနေရ၏ဖန်ပရိစိတ်ရဲကျူသံများတဲတဲများကြားလာရ၏ညငါကလေးတကောင်ထအော်လိုက်၏သူနားထဲတွင်ကဘာသာမြကောင်းကောင်းမကြားရနှင်းစီကကလေးလွတ်ကြသွားလေ၏သူလက်သည်ပြေကြလာကကလောင်တန်သည်စက်ကူနှင့်သွားတိုက်၏ သူကလန့်သွားကနှင်းစီဝင်များကိုစိတ်ကူးကြည့်နေပြန်သည်အနေအောင်သည်ရင်၍ရင်၍လာကနှက်မှောင်လာ၏အမောင်တဲတွင်ကဗာမြမမြင်ရမကြရတော့နှင်းစီမြေထဲတွင်နှစ်သွား၏အသက်ရှူကြက်လာ၏ဩခေါ်၍လဲအတန်ကထွက်မလာတော့ကြီးပါပြီဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးဒီကုံတရားဤ ဒုက္ခကိုရောက်ရမည်မှာမလွဲပါဆိုတဲ့ဝိတုဇာအုပ်ကိုဇတိမိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးနောက်ထပ် audio podcast တွေမှာရန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျမ်းမာဘေးကင်းလုံခြုံကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ